်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးကြားသခင်ယေရှုတော်ကိုချီးမွမ်းပါတယ်ကနာယ၌စီးသောယေဆိုတဲ့ကောင်းစဉ်နဲ့ဣရှာယအခန်းကြီး53အငယ်19ကိုဆင်ခြင်သွားခြင်းပါလေကြည့်ရှုလော အမှုတင့်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်တိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်ကျွန်တော်အားလုံးလက်ရှိအနေအထားကစနစ်ဆိုးထဲမှာပဲရှိနေတော့ဘယ်လမ်းကိုသွားရမလဲဒါမှမဟုတ်ဘာဆက်လုပ်ရမလဲဆိုတာကို မတိတဲ့ခက်ခဲကြမ်းတမ်းတဲ့ကဏ္ဍရထဲမှာရောက်နေတယ်လို့ပဲကြမ်းတမ်းတဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့ရင်ဆိုင်နေရတယ်အဲ့ဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေမှာကဏ္ဍရထဲမှာရှောက်လန်းနေရမယ့်အစာတောမှာလမ်းနဲ့လွင်ပြင်ကဏ္ဍရမှာစီးဆင်းမဲ့မြစ်ဒဇင်အတွက်ဘုရားသခင်ဖန်ဆင်းပေးမဲ့ဂရိတော်ကိုတွေ့ရတယ်ကဏ္ဍရထဲမှာရှိနေရတဲ့ဘဝဆိုတာကဘာဖြစ်မလဲ တန်တရားတွေမရှင်းလင်းမှုတွေသာအဲ့ဒီအထဲမှာရှိနေခြင်းပဲဖြစ်တယ်။ပေလန်းကိုသွားတင်တယ်လဲဆိုတာကိုလည်းမသိနိုင်ဘူး။လှုပ်ဆောင်သည်။ဟာဒုံရင်ဒုံရင်အတိုင်းသာဖြစ်နေတယ်။ရှောက်လန်းနေရတဲ့ဘဝဟာမဆုံးနိုင်တဲ့ပြည်လန်းထဲမှာပဲရှိနေပြီးတော့တိုးတက်မှုမရှိပဲနဲ့ရှုပ်ထွေးနေတယ်။ကြိုးစားပေမဲ့လည်းဘာအတိအပွင့်ရက်လက်ကိုမှမရဘူး။အရင်ကဝမ်းမြောက်စီခဲ့တဲ့အရာတွေဟာ အခုမှမျှတာခြင်းမရှိတဲ့အခြေအနေနဲ့လွင်ပါပျောက်ွယ်သွားခဲ့ရတယ်။မုံတီခြင်းပင်ပန်းခြင်းမကြည်နပ်ခြင်းတွေကစိတ်ထဲမှာအမြဲအပြည့်ရှိနေတယ်။ဒီမှာဘုရားသခင်ရဲ့ဂရုတော်ကကျွန်တော်တို့ကဏ္ဍရထဲမှာရှောင်နေရတဲ့အခါဘယ်လမ်းကိုသွားရမလဲဆိုတာမသိတဲ့အခါဘုရားသခင်ကဘယ်လမ်းကိုသွားရမလဲဆိုတာကိုလမ်းညွှန်ပေးမှဖြစ်တယ်။ လောကတစ်ခွင်လုံးရှုပ်ထွေးမှုတွေနဲ့ပြည့်နေပေမဲ့လေဘုရားသခင်ကကျွန်ုပ်ကိုရှုပ်ထွေးနေတဲ့တောမှာရှင်းလင်းပြတ်သားတဲ့လမ်းကိုပြင်ဆင်ပေးမယ်။ကန္နာယရဲ့အပူချိန်နဲ့ခြောက်သွေ့နေမှုမှာဘုရားသခင်ကကျွန်ုပ်ကိုလမ်းဆန်းတဲ့အသက်တာရဲ့မြင့်တစင်းကိုပြင်ဆင်ပေးမှာဖြစ်တယ်။ကျွန်တော်ပဝင်းချင်းမှာရှိတဲ့လူတိုင်းပင်ပန်းပြီးတော့စာငတ်မှုအမျိုးမျိုးရှိနေချိန်မှာဘုရားသခင်ပြင်ဆင်ပေးတဲ့လွင်ပြင်တဲမှာ စီးတဲ့ရေထဲမှာ ကျွန်တော်တို့လန်းဆန်းမှုနဲ့ကုခတ်နိုင်ခြင်းကိုကိုရောကကျွန်တော်တို့ပြီးဖို့ရတဲ့သူဟာကျွန်တော်အားလုံးအတွက် အရင်အမြင့် ဖြစ်တယ်ကျွန်တော်တို့လန်းဆန်းမှုအတွက်သူဟာအရင်အမြင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တောကန္နာရတဲ့ဖြတ်သွားရင်ဆိုင်နေရတဲ့အခါအခုဘုရားသခင်ကိုစွတ်တောင်းပတ္တနာပြုရမယ်လောကမရေရာတဲ့အမောင်ကပါးကြားထဲမှာစံတဝါဝါနဲ့ရှုပ်ထွေးမှုတွေ တွင်းမှာတွားနေတာမျိုးမဖြစ်ပါစေနဲ့ကျွန်တော်တို့ကိုလမ်းညွှန်ပေးနိုင်တဲ့ဘုရားသခင်ကို ပထနာပြုပြီးတော့တောကဏ္ဍရာရဲ့ကြမ်းတမ်းခက်ခဲတဲ့စုံစမ်းခြင်းအမျိုးမျိုးကနေဘုရားသခင်ပြင်ဆင်ပေးတဲ့ရှင်းလင်းတဲ့လမ်းကိုပဲရှောက်ပါတေးကဏ္ဍရာတဲ့၆တွေ့တဲ့အခါမှာသခင်ယေရှုခရစ်တော်ဂတိပြုထားတဲ့အသက်ဆန်းရည်မှာလမ်းဆန်းမှုရဖို့အတွက်ကိုရော့ကိုစာငတ်ပြီးတော့ခေါ်ယူပါ ကျွန်တော်ရဲ့အတွင်ထဲမှာဘုရားသခင်ပြင်ဆင်ပေးတဲ့စီးဆင်းလာတဲ့အသက်ရည်နဲ့ကျွန်တော်ကိုပြည်လာစေလိမ့်မယ်။သခင်ယေရှုခရစ်တော်ကရောယောဟန်အခန်းကြီး၄အငယ်14မှာသူကိုယုံကြည်တဲ့သူဟာကျမ်းစာလာတဲ့အတိုင်းအသက်ရည်ထွက်ရဆန်းရည်တွင် ဖြစ်လိမ့်မယ်လို့မိန့်တော်မူခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်အားဖြင့်သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ကန္နာယအတွင်မှာရှိနေတဲ့လမ်းပဲဖြစ်တယ်။ ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာကို မသိတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဥတီချင်းနဲ့လမ်းညွှန်မှုကိုပေးတယ်။ကန္နာယအတွင်းမှာသခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်တက်တာမှုကိုပေးတဲ့အသက်ဆန်းရည်ရဲ့အရင်အမြစ်ပဲဖြစ်တယ်။ကျန္နာစင်ချင်းကတဲ့သူတိုင်းအတွက်သခင်ယေရှုခရစ်တော်ဟာအခုလို ကန္နာယကိုဖျက်တမ်းရာကာလအတွင်းမှန်ကန်စွာရှောက်ရတဲ့လမ်းနဲ့အသက်ဆန်းရည်ဖြစ်စေပါမယ်အကြောင်း ဘုရားသခင်ကအားလုံးအပေါ်မှာအသက်တပံကောင်းချီးပေးပါစေ။အာမင်။ဤခေါ်တဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။